ော့ဒီကောင်းစီမင်္ဂလာအစီအစဉ်မှာလောက်ရမှာကဆိုကြပါစို့ကိုနေသားလိုက်ပေါ့ကိုနေနံလိုက်ဘာနေသားလိမ့်မည်ဆိုလို့ရှင်ဘယ်အရက်မျက်နှာကိုလှည့်ပြီးတော့မျက်နှာမူပြီးတော့ကောင်းစီမင်္ဂလာပြုရမယ်ဆိုတာရှိတယ်တင်းနေဆိုရင်ဘက်ဘက်ကိုတင်းလာဆိုရင်ဘက်ဘက်ကိုတောက်ကြဆိုရင်ဘက်ဘက်ကိုစနေဆိုရင်ဘက်ဘက်ကိုအဲ့ဒါလိုဘက်ဘက်ကိုလှည့်ပြီးတော့ကောင်းစီမင်္ဂလာပြုရမယ်ဆိုတဲ့တတ်မှတ်ချက်ရှိတယ်အဲ့တော့ကိုနေသားလိုက်ကိုမျက်နှာမူဝမ်းမဲ့ရက်မျက်နှာကိုလှည့်ပြီးတော့ခဲချိုးကြပါစို့ကုန်းလုံးနဲ့ထိုင်ကြမယ်ညာခြေနဲ့ပါပန်းဗနဲ့ညွဘယ်ခြေနဲ့ဘယ်ပန်းနေရာဗနဲ့ညွနင်းထားမယ်ဆိုတာရှိတယ် ကျောင်းနဲ့နင်းထားမယ်။ဘယ်ညာနင်းထားမယ်ပန်းနေရှိတယ်ပေါ့နော်။ပြီးတော့တခါဘယ်ပန်းဘယ်ညွန့်ဘယ်ပန်းဘယ်ညွန့်ဘယ်ပန်းဘယ်ညွန့်ကတော့အကျွေပကံများတို့စတီပကံများတို့ကလတ်လိုဟာမျိုးလေးထဲမှာထည့်ပြီးတော့အဲဘေးကအမြင်လေးတနေရာမှာတင်ထားမယ်ဆိုတာရှိတယ်ပေါ့နော်။မျက်လုံးထဲမှာမြင်မှထင်ပါတယ်။ဘယ်ရက်ကိုမျက်နှာမူပြီးတော့ခုံလေးနဲ့ထိုင်ထားမယ်။ဘယ်အချိန်မှာပါပန်း၊ညအချိန်မှာဘယ်ပန်းနင်းထားမယ်။ဒီနောက်မှာလည်းအဆောင်ပန်းခေါ်တာပေါ့နော်။ခက်မြင့်မြင့်လေးတနေရာမှာတင်ထားတဲ့ပန်းတွေရှိတယ်။ဟိုအောက်မှာနင်းထားတဲ့ပန်းတွေကနင်းကြမ်းလို့ခေါ်တယ် အပေါ်မှာတင်ထားတဲ့ပန်းတွေကဆောင်ပန်းလို့ပြောတယ်။နေညာဆောင်ပန်းပေါ့နော်။ဆောင်ပန်းနေညာ။အဲ့ဒါလို့ပန်းတွေအတင်းဖြစ်ပြီးဆိုတဲ့အခါကျတော့မှဒေယောကမောနဲ့ကောင်းလျှော်ရမယ်။အဲ့ကောင်းလျှော်တဲ့အချိန်မှာကိုယ့်ရဲ့ဘယ်အညာခိုက်တွေဘယ်ပြဿနာတွေဘယ်ယောဂဘယ်ရည်ဘယ်ဒုက္ခတွေပြေပြောက်ပြီးတော့ဘယ်ကိစ္စတွေဘလို့အောင်မြင်ပါစေ။အလုတ်ခိုင်ရဘလို့ဝင်ဝေးလာစားဘလို့ယာတုကဘလို့စာမေးပွဲပညာရေးရဘလို့ကျမ်းမာရေးရဘလို့ကောင်းပါစေ။နောက်ကိုယ့်ရွေးချယ်နိုင်ငံရေးကိစ္စဘလို့စသဖြင့်ဆူတောင်းမှုဖြစ်ပါလေ။ကောင်းလျှော်နေတဲ့အချိန်မှာအဲ့တော့တယောက်ကလျှော်ပေးနိုင်တော့ကောင်းတာပေါ့ပို့ပြီးတော့နော်။ အဒီယောကမနဲ့ကောင်းစီစီစီဂျင်းနဲ့အောင်စီဆူတောင်းမယ်ပြီးတော့မှကောင်းအဲ့လိုမျိုးလျှော်ပြီးပြီးဒီယောကမနဲ့လျှော်ပြီးဆိုမှရေအတက်နဲ့လောင်းချပြီးကောင်းအောင်စီမယ်စီမယ်စီမယ်ရေအတက်နဲ့လောင်းချလိုက်နော်ရေလေးတန်သွားပြီးကြီးသွားပြီးဆိုတဲ့အခါကျတော့မှမလုပ်ရမလဲဆိုတော့အခုနဘေးနားမှာတင်ထားတဲ့ပန်းပကံပြားပန်းကလတ်ရှိတယ်ဒီပန်းပကံပြားတဲ့ကကလတ်တဲ့ကပန်းနေအညွန့်နေပေါ်မှာကိုကောင်းကရေကိုခုနရေတန်သွားတဲ့ရေကိုညှစ်ချရမှာဖြစ်ပါတယ်ဇပင်းရေကိုညှစ်ချမယ် တချို့ကကြရင်ဖန်မေးသေးတယ်ကတုံးဆုံရောတကယ်ကတုံးဆိုလည်းအရေးကြတာဒါတတ်ချပြီးတော့နော်ရေလေး၄၅၀သက်ပဲကြကြအဲ့ဒါတတ်ချပြီးတော့မှဘာလုပ်ရမလဲဆိုတော့ခု6နဲ့နင်းထားတဲ့ပန်းနေရှိတယ်နော်6နဲ့နင်းထားတဲ့ပန်းနေကိုအိန္ဒိုအိန္ဒမီတာသူတရားရောက်ကယူပြီးတော့ဘယ်အရက်မျက်နှာမှာသွားပြီးဆွန့်ရတယ်အဲ့ဒါဆွန့်နိုင်ချိန်မှာကဲကိုယ့်ရဲ့ဘယ်ဒုက္ခအခက်အခဲပြဿနာတွေကင်းစင်ပြေပျောက်ပါစေမကောင်းတာတွေကိုလွင်ပါပြေပျောက်ပါစေတောင်းပြီးဆွန့်လိုက်ဖို့ဖြစ်ပါတယ်ကိုယ်တိုင်းမဆွန့်ဘူးနော်အဲ့ဒါကတရားရောက်ကယူမယ်6ရောက်ကနင်းထားတဲ့ပန်းနေကိုတရားရောက်ကယူပြီးဆွန့်ရမယ် အခုနကောင်းကရေခံချထားတဲ့ဆောင်းပန်းတွေအဲ့ဒီပန်းတွေကိုကြရတယ်ဘယ်အရမျက်နှာကိုတွားပြီးတော့စွန့်ရပါမယ်အဲ့ဒါစွန့်တဲ့အချိန်ကျတယ်ကိုယ့်ရဲ့အောင်မြင်ခြင်းတဲ့ကိစ္စတွေဆူတောင်းယာတုကဘယ်လိုတိုးပါသေးဝင်ငွေလာတာဘယ်လိုတိုးပါသေးရောင်းမမပါနဲ့ဘယ်လိုပွက်ပါသေးဘယ်ရွက်ကြီးရွေရွက်ကြီးတွေဘယ်လိုအောင်မြင်ပါလဲစတဲ့ကိစ္စတောင်းမှုဖြစ်ပါတယ်ကြည့်မျိုးလုံးထဲမှာမြင်မှထင်ပါတယ်နော်အဲ့ဒါပြီးတော့မှကရေမိုးချိုးအဝယ်စားလေးပါလေးတနမင်းမြန်လဲပြီးတော့မြတ်စွာဘုရားမှာဘာတွေပါလိဘယ်လိုလှူပါဆိုပြီးတော့အဲ့လှူတဲ့အချိန်မှာလည်းဘယ်လို အဲ့ရေးကြီးတဲ့ကိစ္စတွေဆူတောင်းဖို့ဖြစ်ပါတယ်ကိုအောင်မြင်နေတာလေနော်ကဲအဲ့တော့အဲ့ဒါဒီနေသားအလိုက်ဆောင်ရမယ့်အစီအစဉ်လေးဖြစ်ပါတယ်မျိုးလုံးနဲ့မှလည်းမြင်မှတင်ပါတယ်တချို့မိတ်ဆွေတွေကဘာပြောလို့ရှိလဲဆိုတော့ဩတရားတစ်ကြိမ်မှာငငယ်အကြမှာကိုယ်တိုင်တယောက်တည်းသွားနေရတာနော်ကိုတယောက်တည်းသွားနေရတာမျိုးရှိတယ်ဘောကတရားလေးလို့ရလားကဲရပါတယ်မဖြစ်ဖြစ်အောင်လုပ်မှာပေါ့မရရအောင်လုပ်မှာပေါ့မြန်မာတွေပဲဥစ္စာနော်အဲ့တော့အရေးကြီးတာကဟိုစွန့်လက်ပန်းနေကိုလေတခြားတယောက်ကနေယူပြီးစွန့်ပေးပါဆိုတဲ့ဥစ္စာ तू ကပြောရင်တော့ကိုယ့်ရဲ့အညံ့အခိုက်တွေပေါ့ကိုယ့်ရဲ့ဓာတ်အညံ့အခိုက်တွေမကောင်းတာတွေကိုစွန့်လာဆိုတော့ကိုယ့်လက်နဲ့မထိနဲ့တော့ အဘောဗျာတို့ဘာလို့လဲကျုံးမလဲလက်နဲ့မထိဘူးပေါ့နော်လိုက်လေးပါလေချုပ်ကိုင်းလဲကိုင်းပေါ့နောက်ဆုံးကိုခန္ဓာကိုယ်နဲ့မထိတော့နဲ့ပေါ့ခြေထောက်နဲ့နဲထားတဲ့ဥစ္စာအဲ့လိုကောဗျာပါနဲ့ကျုံးပြီးတော့မှသွားဆောင်အဲ့ဒီချိန်မှာအញ្ញံခိုက်တယ်ပါသွားဖို့ဆိုတော့ပြီးရင်ဆောင်းမန်းအဖြစ်နဲ့ကောင်းဝရေးတတ်ချညှင့်ချခဲ့တဲ့ပန်းရကျတော့လည်းဘယ်ရမှသွားဆောင်အဲ့ဒါလုပ်ဖို့ဖြစ်ပါတယ်ကဲနော်အဲ့ဒါလေးနဲ့စီစဉ်ဖို့ဖြစ်ပါတယ်လို့အစဉ်ပြေကြပါသည်ခင်ဗျနော် ။အော်အဲ့ဒီမှာဒီနှစ်ဆန်းတရက်နေ့မနေ့ပိုင်းလေးအဆင်ပြေတဲ့အချိန်မှာလုပ်လို့ရပါတယ်။ကိုအဆင်ပြေတဲ့အချိန်လေးမှာလုပ်။ဟုတ်ကဲ့အတိအကျကိုလုပ်ချင်ပါတယ်တချို့ကအချိန်ကြီးပေးလို့အချိန်ရလို့အတိအကျလုပ်ချင်ပါတယ်။ဆိုရင်အခုဒီ2025ခု AB ဆက်ခွန်ပေါ့နော်။မြန်မာ2386ခုအကုန်89ခုအခုနှစ်ဆန်းတရက်နေ့မနေ့ပိုင်းတင်းရွေသားသမီးတွေဆိုလို့ရှိရင်မနေ့ကိုရိုနာကြီးပွဲရနေ6နာရီအတွင်းကဲဆောင်ရနိုင်ပါတယ်အချိန်ရွေးနိုင်ပေါ့နော်။ မနေ့9နာရီခွဲကနေ9နာရီအတွင်းတင်းငွေရမီတွေတဲကသားသမီးတွေကမနေ့6နာရီကနေ9နာရီခွဲအတွင်းမှာတစ်ချိန်ရမယ်နောက်မနေ့9နာရီကနေ10နာရီခွဲအတွင်းမှာတစ်ချိန်ရမယ်နှစ်ချိန်ရမယ်တင်းငါသားသမီးတွေတင်းငါသားသမီးတွေဆိုရင်မနေ့6နာရီကနေ9နာရီခွဲအတွင်းမှာတစ်ချိန်မနေ့10နာရီခွဲကနေ17နာရီအတွင်းမှာတစ်ချိန်နှစ်ချိန်ရပါမယ်တင်းငါသားသမီးတွေဘောလူသားသမီးတွေမနေ့9နာရီခွဲကနေ9နာရီအတွင်းမှာတစ်ချိန်မနေ့10နာရီခွဲကနေ17နာရီအတွင်းမှာတစ်ချိန်နှစ်ချိန်ရပါမယ် နောက်ဘုရူသားသမီးဂျာဝေးသားသမီးတွေကမနေ့9နာရီကနေ10နာရီခွဲအတွင်းမှာတချိန်ရပါတယ်အဲ့ဒီချိန်ပဲပေါ့ဂျာဝေးသားသမီးတွေမနေ့9နာရီကနေ10နာရီခွဲအတွင်းတောက်ဂျာသားသမီးတွေမနေ့6နာရီကနေ9နာရီခွဲအတွင်းမှာတချိန်မနေ့9နာရီကနေ10နာရီခွဲအတွင်းမှာတချိန်နှစ်ချိန်ရပါမယ်ဇနီးသားသမီးတွေကတော့မနေ့9နာရီခွဲကနေ9နာရီအတွင်းမှာတချိန်10နာရီခွဲကနေ10နာရီအတွင်းမှာတချိန်နှစ်ချိန်ရပါမယ်ကြည့်အဲ့တော့ဟိုမှတ်စုအကြမ်းလေးထုတ်ထားနိုင်လဲကောင်းတာပေါ့နော်အခုဆက်ပြီးတော့နေသားအလိုက်ကြည့် အစီအရင်လေးအသေးသေးပြောပါမယ်မှတ်စုကြတဲ့ထုတ်ရင်လည်းထုတ်ကဲအဆင်ပြေကြပါသည်ခင်ဗျာနှစ်ဆန်းတည်းနေ့မင်္ဂလာအခါတမရမှာတနေ့ရွေသားသမီးများမကောင်းကျိုးတွေပြေပြောက်ကောင်းကျိုးတွေရောက်ရှိဖို့ကောင်းစေမင်္ဂလာပြုမယ်ဆိုရင်တနေ့ရွေသားသမီးမိတ်ဆွေတွေကအနောက်အရက်ကိုမျက်နှာမူပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်ညာခြေနဲ့ရွက်လာလေးညွန့်ဘဲခြေနဲ့ဈေးညွန့်သုံးညွန့်ကိုနင်းထားမှာဖြစ်ပါတယ်အဲ့ဒီမှာလည်းဒီရွက်လာတို့ဈေးညွန့်တို့ကကိုယ့်နေရာဒေသမှာရှားနေခဲ့ရင်နန်းတူပေါ့နော်ကဲရွက်လာအစားဝါတော့မလားဈေးညွန့်အစားနော်အစောသိန်းတော့မလားစသဖြင့် ဆောင်ရွက်လို့ရပါတယ်လို့အဲ့တော့တင်းငွေသားမီးပြီညာခြေနဲ့ရွက်လာလင်းညွတ်တော့ဝါလင်းညွတ်ဘဲခြေနဲ့ဇီးသုံးညွတ်တော့မဟုတ်ဇော်သိန်းသုံးညွတ်နေထားမယ်ကို့ဘေးနားလေးမှာအမြင့်တနေရာမှာတော့ကလတ်တော့မဟုတ်လင်ပန်းတို့ပကံများတို့ထဲမှာမင်းမျိုးပန်း၅ဖွင့်ကဲမင်းမျိုးပန်း၅ဖွင့်နေရာမှာမြေစာ၅ညွတ်လည်းရတာပေါ့နော်ပတောက်၅ညွတ်လည်းရတာပေါ့ဟောကန်းကော်၂ညွတ်တပြေ၆ညွတ်အဲအဲ့ဒီပန်း၃မျိုးကဘေးနားလေးမှာတင်ထားမယ်ကလတ်လိုပါလေးပန်းလိုပါလေးမှာအဲ့ဒီပန်းလေးပြင်ဆင်ပြီးပြီဆိုတဲ့အချိန်မှာတယောက်ကုန်မို့နဲ့ ်ခေါင်းလျှော်မယ်လျှော်နေတဲ့အချိန်မှာဆူတောင်းဘယ်အနိုင်ခက်တွေပြေပြီးတော့ပါတယ်ကောင်းပါတယ်လို့ဆူတောင်းပြီးတော့မှရေလောင်းချပြီးတော့ခေါင်းရေလေးတန့်သွားပြီဆိုတဲ့အခါကျတော့မှအဲ့ကလပ်တဲကပန်းလေးပေါ်မှာကိုကောင်းကဇပင်းကရေကိုညှစ်ချဖို့ဖြစ်ပါတယ်အဲ့ဒါပြီးတဲ့အခါမှာချောင်းနဲ့နင်းထားတဲ့ပန်းလေးကိုအခြားတယောက်ကနေယူပြီးတော့အနောက်ရမှာပဲသွားပြီးဆောင်းအောင်ဖြစ်ပါတယ်ကိုမျက်နှာမူထားတဲ့အရာချောင်းနဲ့နင်းထားတဲ့ပန်းလေးအနောက်ရမှာသွားပြီးဆောင်းအောင်ဖြစ်ပါတယ်ကိုကိုတိုင်းကကျတော့လင်မန်းလေးကနော်ပကံများလေးကကလပ်တဲကပန်းလေးကိုတောင်ရက်ကိုသွားပြီးတော့ဆောင်းအောင်ဖြစ်ပါတယ်တောင်ရက် အဲ့ဒါဆွန့်ပြီးတော့မှရေမိုးကျအဝယ်စားလဲလဲပြီးတော့မြတ်စွာဘုရားမှာအမွှေးတိုင်း6တိုင်းအလင်းတိုင်း6တိုင်းလှူဒန်းပြီးတော့ကဲဘယ်လိုဘယ်လိုကံကောင်းပါစေဆုတောင်းဖို့ဖြစ်ပါတယ်ခင်ဗျာကံညာဝိရိယ၃ချက်လုံးအားကောင်းအောင်ကျုပ်ပါရမနိုင်ကြပါစေနေ့တည်မင်္ဂလာခါတမ်းနဲ့တမ်းရမှာမကောင်းကျိုးပြောက်ရင်ကောင်းကျိုးရောက်ရှိကြပါစေခင်ဗျာနေ့တည်မင်္ဂလာခါတမ်းရမှာတင်းလာသားသမီးများမကောင်းကျိုးတွေပြေပြောက်ကောင်းကျိုးတွေရောက်ရှိဖို့အတွက်ကောင်းစင်မင်္ဂလာပြုဖို့အစီအရင်ကတော့ မြောက်ရက်ကိုမျက်နှာမူပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ်။မြောက်ရက်ကိုမျက်နှာမူပြီးထိုင်လာမယ်တဲငါသားသမီးတွေ။ညာခြေနဲ့ညေသာ၅ညဘယ်ခြေနဲ့ရွက်လာ၄ညနင်းထားမှာဖြစ်ပါတယ်။အဲ့ဒီမှာလည်းကဲဆိုကြပါစို့ကိုလပါဝင်ညမှာညေသာခက်နေတယ်ဆိုလို့ရှိရင်ညေသာအစားအဲဘတော့ရသလားအဲရတယ်ပေါ့နော်။မိမျိုးပန်း၅ဝင်လုံးမလားရတယ်။ဘယ်ခြေနဲ့နေရာမှာရွက်လာ၄ညနေရာမှာဝါညွန့်၄ညလားအဲရတယ်။စသဖြင့်အစဉ်ပြေတာနန်းဒူတာကိုတွဲပြီးတော့နိုင်ပါတယ်နော်။ အဲ့တော့ဒိန်းလာသားသမီးတွေကညာချိန်နဲ့မြေစာ၅ညွန်၊လယ်ချိန်နဲ့ရွက်လာလေးညွန်နေလာမယ်။ဒိန်းလာတွေကမလမကမ်းမှာအမြင့်တနေရာလေးမှာတော့လင်ပန်းတို့ကလတ်တို့ပကတပြည်6ညွန်၊ဇပဲ3ခု။အာဇပဲခက်နေဇော်စိမ့်ရတာပေါ့နော်။ဇီးညွန်3ညွန်လည်းရတာပေါ့။တပြည်6ညွန်၊ဇပဲ3ခု၊နှင်းစီ9ခွန်း။ဘာရောက်မဲ့ဖြစ်ဖြစ်အဲ့ဒါလေးကဒိန်းလာလေးမှာတင်ထားမယ်။ အဲ့တော့အစင်းသင်းဖြစ်ပြီဆိုတဲ့ခါကျမှတေယောကမွန်းနဲ့ကောင်းလျှော်ရှော်နေတဲ့ချိန်မှာပဲအញ្ញံကတ်ဒီပြေပြောက်ပြီးတော့ဘာတွေဘလို့ကောင်းပါသေးဆူတောင်းမှုဖြစ်ပါတယ်စိတ်တန်းကြဆူတောင်းလျှော်ပြီးတဲ့နောက်ရေအတန်းနဲ့ကောင်းလောင်းချလောင်းချလောင်းချပြီးတော့ရေတန့်သွားပြီဆိုတဲ့ခါကျတော့မှအဲ့ဒီဇပင်ကရေကိုဘန်းလေးကဘန်းလေးပေါ်မှာညှစ်ချရင်းနဲ့အဲအဲ့ဒီမှာလည်းထပ်ပြီးဆူတောင်းပြီးသွားပြီဆိုရင်တော့ခြေထောက်နဲ့နင်းခဲ့တဲ့ဘန်းလေးကိုအခြားတရားရောက်ကနေယူပြီးတော့မြောက်ရမှာသွားပြီးတော့ဆုံးအောင်မှာဖြစ်ပါတယ်မြောက်ရခြေထောက်နဲ့နင်းခဲ့တဲ့ဘန်းလေးကမြောက်ရ မိမိကိုယ်တိုင်ကကြတော့လင်ပန်းလေးကပန်းလေးကိုအနောက်တောင်ရက်မှာသွားပြီးတော့ဆုံးရမှာဖြစ်ပါတယ်ခင်ဗျအနောက်တောင်ရက်မှာကဲအဲ့ဒါပြီးပြီဆိုတဲ့အချိန်ကျတော့မှအဝဲနောင်ကြီးမို့ချို့အဝဲစားလဲလဲပြီးတော့မြတ်စွာဘုရားမှာအမွှေးတိုင်15တိုင်ဖျောင်းတိုင်အလင်းတိုင်15တိုင်လူတန်းပြီးတော့ကဲထမ်းမှန်ပြီးတော့ကန္တာသားလေးထွန်ပါဖို့ဆုတောင်းမှုဖြစ်ပါတယ်ခင်ဗျကဲမိတ်ဆွေများကံညာဝိရသုံးချက်လုံးအားကောင်းချူပါနမှုနဲ့ရပါစေနှစ်တည်းမင်္ဂလာအခါသမယကနေစပြီးတော့မကောင်းကျိုးတွေပြပြကောင်းကျိုးတွေရောက်ရှိအောင် ကြိုးစားပြောဆောင်တော်မူလိုက်ကြပါစေခင်ဗျာနေ့တဲ့မင်္ဂလာအခါသမယမှာအင်္ဂါသားသမီးများမကောင်းကျိုးတွေပြေပြောက်ကောင်းကျိုးတွေရောက်ရှိဖို့အတွက်ကောင်းစေမင်္ဂလာရတဲ့အစီအရင်ကတော့အင်္ဂါသားသမီးတွေကအနောက်တောင်အရက်ကိုမျက်နှာမူပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်ကဲအနောက်တောင်အရက်ကိုမျက်နှာမူပြီးခလုံးလုံးနဲ့ထိုင်ကြညာခြေနဲ့တရက်ညွန့်6ညွန့်ဘဲခြေနဲ့ကမြေသားညွန့်9ညွန့်ကိုညှင်းထားမှာဖြစ်ပါတယ်အဲ့ဒီတရက်တို့မြေသားတို့အဲ့လိုပန်းနေကကိုနာပါဝင်ညမှာလက်ရကမ်းမှာအခက်အခဲရှိနေနန်တူအရွက်အညွန့်နေတုံးလို့ရပါတယ်နော်ဒီမှာတရက်6ညွန့် မြေစာငါညွန့်အဲ့ဒီစာကဲတီဟုံညွန့်6ညွန့်လည်းရတာပေါ့နော်တပြည့်ညွန့်6ညွန့်လည်းရတာပေါ့မြေစာငါညွန့်စာမင်းမျိုးပန်း9ပွင့်လည်းရတာပေါ့အင်းပရောင်းညွန့်9ညွန့်လည်းရတာပေါ့စသဖြင့်လည်းနန်းလူတုံးလို့ရပါတယ်လို့အဲဒါချောင်းနဲ့နင်းထားမဲ့ပန်းလေးနော်ပြီးရင်ကိုဗေနာလေးမှာတော့အမြင်လေးတနေရာမှာ ကလတ်တို့လင်ပန်းတို့ပကံများလို့အားထဲမှာနှင်းစီပန်း9ပွင့်ရွက်လာလေးညွန့်အုံးညွန့်တညွန့်အဲ့ဒါထည့်ပြီးတင်ထားမယ် အဲ့ဒီပန်းကြီးအစင်းလင်းဖြစ်ပြီဆိုတဲ့အခါကျတော့မှတယောက်ကမောင်းနဲ့ကောင်းစင်းကောင်းရှော်မယ်အဲ့ဒီရှော်နေတဲ့ချိန်မှာဘလို့အញ្ញံခတ်ဒီဘလို့ပြေပြောက်ရောပါပြီးတော့ဘလို့ကောင်းရုံချမ်းသာတွေဘလို့အောင်မြင်ပါသေးစုတောင်းမှုဖြစ်ပါတယ်ကျင်းအောင်စုတောင်းပြီးပြီဆိုတဲ့အခါကျတော့မှရေတန်းတန်းနဲ့ကောင်းလောင်ချလောင်ချစေးပြီးတော့ရေလေးတန်းသွားပြီဆိုတဲ့အခါကျရင်အဲ့ဇပင်ကရေလေးကိုလင်မန်းလေးကိုတတ်ချဖို့ဖြစ်ပါတယ်လင်မန်းလေးကိုတတ်ချရင်အဲ့ဒီမှာလဲစုတောင်းအဲဒါတွေပြီးပြီဆိုတဲ့အခါကျတော့မှခြေောက်နဲ့နင်းခဲ့တဲ့ပန်းတွေကိုအခြားတရားကနေယူပြီးတော့အနောက်တောင်အရာမှာသွားပြီးတော့ဆောင်းအောင်မှာဖြစ်ပါတယ်အနောက်တောင်အရာ ကိုကိုတိုင်ကကြတော့လင်မန်းထဲမှာတင်ခဲ့တဲ့တော့ကောင်းကစပင်တက်ချခဲ့တဲ့ရေတက်ချခဲ့တဲ့ပန်းတွေကိုအနောက်ရောက်ကိုသွားပြီးဆောင်ရမှာဖြစ်ပါတယ်အနောက်ရောက်ကိုသွားပြီးဆောင်ရမှာဖြစ်ပါတယ်အဲ့ဒါဒီ PPE ဆိုတဲ့အခါကျတော့မှရေမိုးချိုးအဝယ်စားပါညာလဲလဲပြီးတော့မြတ်စွာဘုရားမှာအမွှေးတိုင်းနတ်တိုင်းရှစ်တိုင်းအလင်းတိုင်းဖျောင်းတိုင်းရှစ်တိုင်းလိုတန်းပြီးတော့ကဲအရေးကြီးတဲ့နေထိုင်မှဆုတောင်းဖို့ဖြစ်ကြောင်းပါခင်ဗျာကဲမိတ်ဆွေများကံညာဝိရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေနှစ်သက်မင်္ဂလာအခါသမယကနေစပြီးတော့ ဒီကဒီနှစ်တာလုံးအတွက်မကောင်းကျိုးတွေပြပြကောင်းကျိုးတွေရောက်အောင်ကြိုးပမ်းရွက်ဆောင်တော့မူနိုင်ကြပါစေခင်ဗျာဘောလူသားသမီးမိတ်ဆွေများနှစ်သက်မင်္ဂလာအခါတမရမှာမကောင်းကျိုးတွေပြပြကောင်းကျိုးတွေရောက်ရှိဖို့အတွက်ကောင်းစေမင်္ဂလာရရအစီအစဉ်ဘောလူသားသမီးတွေကအရှိမျောက်ရက်ကိုမျက်နာမူပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်အရှိမျောက်ရက်ကိုမိမိရဲ့ညာခြေနဲ့ဒန်းညွန့်ခွန်းညွန့်ဘယ်ခြေနဲ့ကတရက်ညွန့်၆ညွန့်ကိုနင်းထားမှာဖြစ်ပါတယ်ဒီနေရာမှာအသုံးပြုမဲ့ပန်းနေ ကိုလက်ရကမှာခက်နေရင်နန်တူအရွက်အညွန့်တွေတောင်းလို့ရပါတယ်။အဲဒါန်း9ညွန့်အစားနင်းစီ9ပွင့်ဘာရောက်မဲ့ဖြစ်ဖြစ်တောင်းလို့လည်းရတယ်နော်။ဒေးညွန့်6ညွန့်အစားဒီုံညွန့်6ညွန့်ဒီညွန့်6ညွန့်တောင်းရင်တမဆိုလည်းတောင်းလို့ရပါတယ်နော်။အဲတော့ညာချီနဲ့ဒါန်း9ညွန့်ဘဲချီနဲ့ဒေးညွန့်6ညွန့်နေထားမယ်။ရဲဘေးနားလေးမှာတော့အမြင့်လေးတနေရာမှာကက်လက်တို့လင်ပန်းတို့ဗကန်များတို့ထဲမှာအုံညွန့်တညွန့်ကန်းငွန်ညွန့်နှစ်ညွန့်မိမျိုးပဲဘာရောက်မဲ့ဖြစ်ဖြစ်9ပွင့်အဲဒါထည့်ပြီးအသင်တင်ထားမယ်။အဲ့ဒီပန်းကြီးအစင်းနေဖြစ်ပြီးဆိုတဲ့အခါကျတော့မှ တယောက်ကမောနဲ့ကောင်းရှော်မယ်အဲရှော်နေတဲ့အချိန်မှာဘယ်လိုမကောင်းကျိုးတွေပြေပြောက်ပြီးဘယ်ကိစ္စတွေဘယ်လိုအောင်မြင်မှတည်ဆူတောင်းမှဖြစ်ပါတယ်ကဲအကျင့်တအောင်ဆူတောင်းပြီးရှော်ပြီးပြီဆိုတဲ့အခါကျမှကောင်းရေအတန်းနဲ့လောင်းချလောင်းချပြီးတော့ရေလေးတန်းသွားပြီးဆိုတဲ့အခါကျရင်ခုနဘန်းတွေကဘန်းတွေပေါ်မှာစပင်းကရေကိုညှစ်ချမယ်တတ်ချမယ်အဲအချိန်မှာလည်းဆူတောင်းလို့ရတယ်ဒါပြီးပြီးပြီဆိုတဲ့အခါကျတော့မှခြေတော့နဲ့နင်းခဲ့တဲ့ဘန်းတွေကိုအခြားတယောက်ကနေယူပြီးတော့အရှိမြောက်အရာမှာသွားပြီးဆုံးအောင်မှာဖြစ်ပါတယ် ကြောက်ရပါဆုံးပြရမယ်အရှင်းလောက်ရမှာမိမိကိုယ်တိုင်ကကြတော့ဒီလင်မန်းလေးကပန်းလေးကိုအနောက်မြောက်အရကိုသွားပြီးဆုံးအောင်မှာဖြစ်ပါတယ်အနောက်မြောက်အရကိုအဲ့ဒါဆုံးတဲ့အချိန်မှာလဲဆူတောင်းတဲ့အချိန်လေးတောင်းပါတော့အဲ့ဒါဒီပြီးပြီးဆိုတဲ့အခါကျမှရေမှုချို့အဝဲစားပညာလဲလဲပြီးတော့မြတ်စွာဘုရားမှာအမွှေးတိုင်းနဲ့တာတိုင်း18တိုင်းအလင်းတိုင်း18တိုင်းလှူတန်းပြီးတော့ထပ်မှန်ပြီးတော့အရေးကြီးတဲ့ကိစ္စတွေဆူတောင်းဖို့ဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒါလေးဆောင်ရွက်ပြီးတော့နေရှင်များ ခံကြံဝရိယ၃ချက်လုံးအားကောင်းအောင်လေကျူပန်းအောင်နိုင်ကြပါစေ။နှစ်သိမ့်မင်္ဂလာအခါသမယကနေစပြီးတော့ပေးပြပေါင်းဝေးကွာအောင်မကောင်းကျိုးတွေပြေပြောက်ကောင်းကျိုးတွေရောက်ရှိအောင်လည်းပဲအရာမီကျူပန်းရွက်ဆောင်တော့နိုင်ကြပါစေခင်ဗျာ။နှစ်သိမ့်မင်္ဂလာအခါသမယကနေစပြီးတော့ကြာပေးသားသမီးများမကောင်းကျိုးပြေပြောက်ကောင်းကျိုးတွေရောက်ရှိဖို့အတွက်ဆိုရင်ကောင်းစင်မင်္ဂလာပြုဖို့အစီအရင်တွေကကြာဝေးသားမိမိတွေကအရှိအရက်ကိုမျက်နာမူပြီးတော့ကောင်းစင်မင်္ဂလာဆောင်ရရမှာဖြစ်ပါတယ်။ ညာချိန်နဲ့ဘုံညွန့်တညွန့်ဘယ်ချိန်နဲ့အတန်းခွနဲ့ညွန့်ညင်ထားဖို့ဖြစ်ပါတယ်အဲ့တော့ညာချိန်နဲ့အုံတညွန့်ဘယ်ချိန်နဲ့တန်းခွနဲ့ညွန့်ဘေးနာလေးမှာတော့အမြင့်လေးတနေရာမှာလင်ပန်းတို့ကလတ်တို့ပကံများတို့ထဲမှာကန်းငေါ်နှညွန့်တပြေ၆ညွန့်စပယ်၃ခုအဲ့ဒါထည့်ပြီးတော့တင်ထားဖို့ဖြစ်ပါတယ်ဗျဒီနေရာမှာအသုံးပြုတဲ့ပန်းတွေအညွန့်တွေကကိုယ့်လက်တကားမှာခက်ခဲနေနန်းတူတွေဆိုရင်ရတယ်ဆိုကြပါစို့ဗျာနော်ဟိုတပြေ၆ညွန့်အစား၃ညွန့်ရတယ် နော်ဒီဟို6ညလည်းရတယ်ဇပယ်3ခုဥစားအစော်စိမ့်3ညဆိုလည်းရပါတယ်နော်ကဲအဲ့လိုဘန်းလေးအသင့်ပြန်ထားပြီးပြီအသင့်ဖြစ်ပြီဆိုတဲ့အခါကျတော့မှတယောက်ကမွန်နဲ့ခေါင်းရှော်မယ်အဲ့ခေါင်းရှော်နေတဲ့အချိန်မှာဘယ်ကိစ္စတွေအညာခိုက်တွေဘယ်လိုပြေပြောက်ပြီးတော့ဘာတွေဘယ်လိုအောင်မြင်ပါသေးစုတောင်းဖို့ဖြစ်ပါတယ်ကျေနပ်အောင်စုတောင်းပြီးပြီဆိုတဲ့အခါကျမှခေါင်းရည်အတန်းနဲ့လောင်းချလောင်းချလောင်းချရည်လေးတန်းသွားပြီဆိုတဲ့အခါကျတော့မှအုံနာဘန်းထဲမှာတင်လာတဲ့ဘန်းလေးပေါ်မှာကိုရစပင်ကကောင်းအကြီးကိုတတ်ချဖို့ဖြစ်ပါလေအဲ့ဒီချိန်မှာလည်းထပ်ပြီးစုတော့အဲ့ဒါပြီးပြီဆိုတဲ့အခါကျတော့မှ ချောင်းနဲ့နင်းခဲ့တဲ့ပန်းလေးချောင်းနဲ့နင်းခဲ့တဲ့ပန်းလေးကိုအချားတရားကလည်းယူပြီးတော့အရှိအရာမှာသွားပြီးတော့စောင့်နေမှာဖြစ်ပါတယ်မိမိကိုယ်တိုင်ကကြတော့လင်မန်းလေးကပန်းလေးကိုယူပြီးတော့အရှိမြောက်အရာမှာသွားပြီးတော့စောင့်နေမှာဖြစ်ပါတယ်အဲ့ဒါစောင့်နေချိန်မှာလည်းဆူတောင်းနေရှိတာတောင်းပေါ့ဒါရီပြီးပြီဆိုတော့ကဒီမိုးချိုးအဝဲစားပါညာလဲလဲပြီးတော့မြတ်စွာဘုရားမှာအမွေးနာငါတိုင်း၁၉တိုင်းအလင်းတိုင်းဘယောင်းတိုင်း၁၉တိုင်းလှူဒန်းပြီးတော့ထပ်မှန်ပြီးတော့ဆူတောင်းမှုဖြစ်ပါတယ်ခင်ဗျကဲကျွန်တော်မိတ်ဆွေများအားလုံး ကံဉာဏ်ဝိရိယ၃ချက်လုံးအားကောင်းအောင်လည်းကြိုးပမ်းအောင်လည်းရပါစေ။ဒီပြာဘောင်းကလည်းဝေးကွာအောင်ပြဆောင်နိုင်ရပါစေ။မြစ်တဲ့မင်္ဂလာအခါမမြက်ကနေစပြီးတော့မကောင်းကျိုးတွေပြေပြောက်ကောင်းကျိုးတွေရရှိအောင်လည်းကိုစီကိုစီရွက်ဆောင်ကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ။မြစ်တဲ့မင်္ဂလာအခါသမီးကနေစပြီးတော့မကောင်းကျိုးတွေပြေပြောက် ကောင်းကျိုးတွေရရှိဖို့အတွက်တောက်ကြသားသမီးများကောင်းစေးမင်္ဂလာပြုလုပ်ဖို့အစီအစဉ်များကတော့တောက်ကြသားသမီးတွေက အရှိတောင်ဟိရကိုမျက်နှာမူပြီးတော့ခေါင်းစဉ်မြင်လာပြီးတော့မှာဖြစ်ပါတယ်။ညာခြေနဲ့ကန်းကွန်နှံ့ညွန်ဘဲခြေနဲ့အုံးတညွန်ကိုနင်းထားမှာဖြစ်ပါတယ်။ညာခြေနဲ့ကန်းကွန်ညွန်နှံ့ညွန်ဘဲခြေနဲ့အုံးညွန်တညွန်နင်းထားမှာဖြစ်ပါတယ်။ကဲဘေးသားလေးမလမကအမြင်လေးတနေရာမှာတော့လင်မန်းတို့ကလတ်တို့နော်ပကံများတို့လိုဟာထဲမှာဇဘဲသုံးကုန်နင်းစီခွနပွဲရွက်လာလေးညွန်အဲ့ဒါထည့်ပြီးတင်ထားမှာဖြစ်ပါတယ်။ဒီနေရာမှာအသုံးပြုမဲ့ပန်းနေအညွန်နေကကိုယ်လက်ကမ်းမှာအခက်ခဲနေခဲ့ရင်နန်တူတဲ့ဥစ္စာဆိုတော့ရတယ် ဆိုရပါသူစပယ်သုံးကုန်းစားဇော်သိန်းသုံးညွန်လည်းရတာပေါ့ဇီးသုံးညွန်လည်းရတာပေါ့နှင်းစီခုနှစ်ပွင့်အစားဒန်းခုနှစ်ညွန်လည်းရတာပေါ့နော်ကဲအဲ့လိုလေးလဲဆောင်ရလို့ရပါတယ်ရွက်လာလေးညွန်အစားဝါလေးညွန်လည်းရတာပေါ့ကဲအဲ့လိုပန်းရဲ့အသက်ဖြစ်ပြီးပြင်ထားပြီဆိုတဲ့အခါကျတော့မှအဲတယောက်ကမောနဲ့ကောင်းလျှော်မယ်အဲ့ဒီကောင်းလျှော်တဲ့အချိန်မှာဘယ်အញ្ញခတ်ဒီပြေပြောက်ပြီးတော့ဘယ်ကိစ္စတွေဘလို့ဘလို့အောင်မြင်ပါသေးစတဲ့ပြင်ဆူတောင်းမှုဖြစ်ပါတယ်ချိန်နဲ့အောင်ကြော်ဆူတောင်းပြည့်တဲ့အခါကျတော့မှရေတန်းတန်းနဲ့ကောင်းအောင်တောင်းချရေလေးတန်းသွားပြီဆိုတဲ့အခါကျရင်အဲ့ဒီကောင်းကရေကို ခုနဘန်းထဲမှာအမြင့်မှာတင်ထားတဲ့ဘန်းတွေကပန်းတွေထဲမှာညစ်ချတတ်ချဖို့ဖြစ်ပါတယ်။အဲ့ဒီချိန်မှာလဲဆူတောင်းဖို့ဖြစ်ပါတယ်။ဒါတွေပြီးပြီဆိုရင်တော့ခြေထောက်နဲ့နင်းခဲ့တဲ့ပန်းတွေကအခြားတရားဟောကနေယူပြီးတော့အရှိတောင်ရမှာသွားဆုံးဖို့ဖြစ်ပါတယ်။အခြေတောင်ရမှာမိမိကိုယ်တိုင်ကညာတော့လင်ပန်းတွေကပန်းတွေကိုယူပြီးတော့အရှိတောင်ရမှာပဲ။ကဲဒါလည်းအရှိတောင်ရမှာပဲသွားပြီးတော့ဆုံးဖို့ဖြစ်ပါတယ်ခင်ဗျ။နော်။အဲ့ဒါတွေပြီးပြီဆိုတဲ့အခါကျတော့မှအာရီမို့ချိုအဝေစားပါညာလဲလဲပြီးတော့မြတ်စွာဘုရားမှာအမွိနာပါလိုက်ငဆက်တဲ့တိုင်း အလင်းတိုင်းပျောက်တိုင်းနဲ့ဆက်တဲ့တိုင်းလိုတက်ပြီးတော့ကဲထပ်မှန်ပြီးအရေးကြီးတာလေးဆူတောင်းမှုဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်မိတ်ဆွေအားလုံးကံညာဝိရိယ၃ချက်လုံးအားကောင်းအောင်ကျိုးပန်းနိုင်မှုနဲ့ရပါစေဒီလေးအပေါင်းပါလေဝေးကောင်းအောင်ပြဆောင်မှုနဲ့ရပါစေနှစ်သက်မင်္ဂလာအခါတမရပါနဲ့စပြီးတော့မကောင်းကျိုးတွေပြေပြောက်ကောင်းကျိုးတွေရောက်ရှိအောင်ကိုစီကိုစီ ရွေးဆောင်တော်မူနိုင်ကြပါသည်ခင်ဗျာစနေသားသမီးတွေနှစ်သိမ့်မင်္ဂလာအခါသမယကနေစပြီးတော့မကောင်းမျိုးတွေပြေပြောက်ကောင်းမျိုးတွေရောက်ရှိစေဖို့ဆိုရင်စနေသားသမီးမိတ်ဆွေတွေကတောင်အရက်ကိုမျက်နှာမူပြီးတော့ကောင်းစင်မင်္ဂလာပြောပါမှာဖြစ်ပါတယ်ညာခြေတော်နဲ့ဈေးညွန့်သုံးညွန့်ဘဲခြေတော်နဲ့ဓာတ်ငွန်နှစ်ညွန့်ကိုနေထားမှာဖြစ်ပါတယ်ညာခြေနဲ့ဈေးသုံးညွန့်ဘဲခြေနဲ့ဓာတ်ငွန်နှစ်ညွန့်အဲကိုနားလေးမှာတော့အမြင့်လေးတနေရာမှာကမ်းမြေလေးမှာလေမန်းတို့ကလတ်တို့ပကံများတို့နော်အဲ့လိုထဲမှာရွက်လာညွန့်လေးညွန့်အုံညွန့်တညွန့် မင်းမျိုးပန်း၅ခွဲ့ထည့်ပြီးတည်ထားမှာဖြစ်ပါတယ်အဒီညမှာအသုံးပြုတ်ရဲ့ပန်းလေးအညွန့်တွေကကိုယ့်လက်ထဲမှာခက်ခဲဖြစ်နေနန်တူပန်းလေးအညွန့်တွေကိုသုံးလို့ရပါတယ်ဆိုကြပါလို့ဗျာဈေးသုံးညွန့်စားအဲဇော်လင်းသုံးညွန့်သုံးလို့ရတာပေါ့နော်ရွက်လာရင်းညွန်အစာဝါလေးညွန်သုံးမယ်ဆိုလဲရတာပေါ့မင်းတို့၅ဝင်အစာဘယ်တော့ညွန်၅ညွန်လဲဆောင်းလို့ရတာပေါ့နော်အဲ့ဒါလို့လဲအစာတို့ဆောင်းလို့ရပါတယ်အဲ့ဒါလို့ပန်းရဲ့အသင်ဖြစ်ပြီးဆိုတဲ့အခါကျတော့မှတေယောကင်မောနဲ့ခေါင်းကိုလျှော်ပြင်း ဆူတောင်းမှုဖြစ်ပါတယ်။ဘယ်အရာကတည်းကဘလို့ရောပါပြေတော့ပါစေ။ဘယ်ဒိသတွေမှာဘလို့ချမ်းသာအောင်ပါပါစေ။ဆူတောင်းမှုဖြစ်ပါတယ်။ဂျင်းနာအောင်ဆူတောင်းလျှော်ပြီးပြီဆိုမှကောင်းရေတန်းတန်းနဲ့လောင်ချာရေတန်းတန်းနဲ့လောင်ချာလောင်ချာရေလေးတန်းသွားပြီဆိုတဲ့အခါကျတော့မှဒိနာဒန်းထဲမှာထည့်ထားတဲ့ပန်းတွေပေါ်မှာကိုကောင်းကဂျပန်ကရေကိုတတ်ချညှင့်ချဖို့ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလည်းဘယ်အရာကတည်းကပြဿနာတွေလျှော်ပါပြီးတော့ဘယ်ဒိသဘလို့အောင်ပါစေဆူတောင်း။အဲ့ဒါပြီးပြီဆိုတဲ့အခါကျမှကိုကျောင်းနဲ့နင်းတဲ့ပန်းလေးကိုအချားတရားကနေယူပြီးတော့တောင်ရရမှာသွားပြီးတော့ဆောင်းရမှာဖြစ်ပါတယ် တောင်းရတောင်းရမှာသွားပြီးဆုံးအောင်မှာဖြစ်ပါတယ်ကိုယ်တိုင်ကကြတော့လင်မန်းထဲကပန်းနေကိုမြောက်ရကိုသွားပြီးတော့ဆုံးအောင်မှာဖြစ်ပါတယ်မြောက်ရအဲ့ဒါဆုံးတဲ့အချိန်မှာလည်းအညာခက်ကြီးရောပါပြီးပြောက်ဖို့ဘယ်ကောင်းကျိုးချမ်းသာရရှိဖို့ဆုတောင်းမှာပေါ့ဒါဒီပြီးပြီးဆိုတဲ့အခါကျမှရေမိုးချို့အဝဲစားပါညာလဲလဲပြီးတော့မြတ်စွာဘုရားမှာအမွေးနံနာတိုင်း၁၀တိုင်းဖျောင်းနိုင်အလဲတိုင်း၁၀တိုင်းလူဒါမီတော့ထမှန်ပြီးတော့ကဲကိုအရေးကြီးတာလေးအောင်မြင်တာလေးစတောင်းဖြစ်ပါလေခင်ဗျာကဲကျွန်တော်မိတ်ဆွေအားလုံး ကံယံဝိရ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနေကြပါစေ။ဘေးပြာပေါက်ပါလေဝေးကွာအောင်လည်းရွှဆောင်နိုင်ကြပါစေ။နေ့တင်မင်္ဂလာအခါတမဲကနေစပြီးတော့မကောင်းကျိုးတွေပြေပြောက်ကောင်းကျိုးတွေရောက်ရှိအောင်လည်းကိုစီကိုစီရွှဆောင်နိုင်ကြပါစေခင်ဗျာ။